ငစလေလောင်းတွေလည်းစုံလုံးကျွန်တော်ရှင်းပြသွားပါမယ်။နိုင်ငံရေးဆိုတာထွေထွေထူးထူးမဟုတ်ပါဘူး။ကျွန်တော်တို့တိုင်းပြည်လုံးကတိုင်းသူပြည်သားအားလုံးကစိတ်ဝင်စားနေတာစီရေးလက်စိတ်ဝင်စားဘူး။နိုင်ငံရေးလက်စိတ်ဝင်စားဘူး။စီးပွားရေးပဲဟုတ်လားမဟုတ်ဘူးလား။ဟုတ်ပါရဲ့။နော်။ဒါကြောင့်စီးပွားရေးမပြေလည်ဘူးဆိုရင်ကြံတဲ့အားတွေဘာတစ်ခုမှစိတ်ဝင်စားနိုင်ဘူး။ဒါကြောင့်ကျွန်တော်တို့လေသမားပါတီက တိုင်းပြည်ရဲ့စီးပွားရေးကိုရှိုင်းရှိုင်းတောက်အောင်ကျွန်တော်လုပ်ပေးပါစီးပွားရေးကျွမ်းကျင်တယ်နားလေဟုတ်လားဒါကြောင့်ကျွန်တော်ပြောချင်တာကနိုင်ငံရေးဆိုတာဘာလဲလို့ပြောရင်နိုင်ငံရေးဆိုတာလူမှုရေးအပေါင်းစီးပွားရေးညီမျှခြင်းနိုင်ငံရေးလို့ခေါ်ပါတယ်လူမှုရေးဆိုတာဘာလဲတယောက်နဲ့တယောက်ကူညီမယ်ရိုင်းမင်းမယ်ကဲဆဲမယ်စောင့်ရှောက်မယ်ဟုတ်လားကိုချင်းစာစိတ်အပြည့်နဲ့ကူညီရတဲ့ အလုတ်ပံသမျှကိုဟုတ်လားဒါလူမှုရေးလို့လူမှုရေးဆိုတာကျွန်တော်တို့ရက်ထဲရွာထဲမှာလမ်းပြည့်ရင်လမ်းပြင်ပေးမယ်ဒုက္ခရောက်ရင်ကူမယ်ဆံမရှိရင်ကဲမယ်တယောက်နဲ့တယောက်ရေကြီးရင်ရေနစ်ရင်ကဲစေကြတယ်ဟုတ်လားမီးလောင်ရင်ကဲတယ်ဟုတ်လားတာရင်နာရင်ဆိုလဲအတူတကွာလုပ်တယ်အဲ့ဒီဥစ္စာကလူမှုရေးအဲ့ဒီဥစ္စာကဘုအတူချုပ်လိုက်မယ်ဆိုရင်ကိုဂျင်းစာစိတ်လို့ခေါ်တယ် နော်ကိုချင်းစာစိတ်နဲ့စီးပွားရေးဆိုတာကတရားလုံးမှာငါအချမ်းသာဆုံးပဲအတိုးချီးစားမယ်ဟုတ်လားအားလုံးဆင်းရဲပြီးသူတို့တိမ်နဲ့ချမ်းသာလို့ရတော့ဒါစီးပွားရေးမဟုတ်ဘူးစီးပွားရေးဆိုတာကဒီရွာလဲတိုးတက်မယ်ဒီမြို့နယ်လဲတိုးတက်မယ်ဒီတိုင်းလဲတိုးတက်မယ်ဒီနိုင်ငံလဲတိုးတက်အောင်ဆောင်ရွက်တဲ့စီးပွားရေးမှန်သမျှစီးပွားရေးလို့ခေါ်တယ်အဲ့ဒီနှစ်ခုပေါင်းလိုက်တော့မှ ကိုချင်းစာစိတ်အပေါင်းစီးပွားရေးညီမြချင်းလူမှုရေးအပေါင်းစီးပွားရေးညီမြချင်းနိုင်ငံရေးလို့ခေါ်ဒါကကျွန်တော်တို့ပြည်သူတွေတွေကနေပြီးမှပေါက်ပွားလာတဲ့စကားရက်